ဝဲမင်္ဂလာပါခင်ဗျာရေလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Telegram မှာကျွန်တော် group ဖွဲ့ပြီးတော့အာကျွန်တော် movie တွေတင်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားအကြောင်းအရာတွေတင်နေတာပဲဖြစ်ပေါ့နော်ဒီလိုမျိုး group ဖွဲ့ပုံဖွဲ့နေလေး Telegram group ဖွဲ့ပုံဖွဲ့နေလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်နီလန်းလေးကလည်းရမ်းလွယ်ကူပါရယ်ဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ Telegram server တွေကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ group ဖွဲ့တွားယူဖွဲ့တွေရဲ့နေရာတွေကမျိုးစုံရှိရယ်ပေါ့နော်အဲ့ထက်ကမှကျွန်တော်အလွယ်ကူဆုံးကတော့ကျွန်တော်ဒီ ဝင်ဝင်ချင်းဆက်ခရင်မှာကျွန်တော်ဒီနေရာမှာဒီခဲတံပုံစံမျိုးလေးရှိတယ်ဗောနော်ကျွန်တော်ခုမျှထုတ်ပြထားတဲ့နေရာလေးဗောနော်အဲဒီအဲ့အဲ့ခဲတံလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာကျွန်တော်တို့ new group ဆိုတာလေးရှိတယ်ဗောနော်ဒီမှာအဲ new group ဆိုတာလေးကိုအလွယ်တကူပဲတစ်ချက်နှိပ်လိုက်ပါဗျ new group လေးကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာအာကျွန်တော်တို့ ਨੇ ဒီစကားပြောထားတဲ့သူတွေတန်းစီပေါ်လာလိမ့်မယ်ဗောနော်အော် ဲ့ဒီအကောက်တွေကိုကိုယ့်ရဲ့ group ထဲကိုထည့်ကျင်လာပါတော့အဲ့ဒီလိုမျိုးထည့်ကျင်နေဆိုရင်အဲ့သူတွေကိုကျွန်တော်ဒီလိုမျိုးလေးအမှန်ချက်ကလေးလိုက်ပြီးတော့ပေးလိုက်လို့ရပါတယ်မထည့်ကျင်ရင်အမှန်ချက်ဖြုတ်ထားပါတော့ဒါ group member တွေရောနောက်မှ share လေးရတယ်ဒါကတော့ထွေထူးမဟုတ်ဘူးအဲ group member ထည့်ကျင်နေရမှာတခါထည့်လို့ရပါနော်ပြီးပြီဆိုရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုရင်အဲဒီအောက်မှာရှိရဒီမြားလေးပေါ့နော်ဒီအောက်ဆုံးတောင်လေးမှာရှိရဒီမြားပြားလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာ group name ပေးလို့ရပါပြီဗျကိုပေးချင်တဲ့ group name ပေးပေါ့နော်အဲကျွန်တော်ဆိုရင် အဒေဂရန်ရဲလင်းအောင်တက်စလင်းပေါ့နော်ကိုကြိုက်တာပြီးပေါ့နော်ဒါတော့ group name လေးကျွန်တော်ဗာပေးရမယ်မသိလို့ဒီလိုမျိုးလေးပေးလိုက်တာအဲစိတ်တန်းကြပေးပါပေးပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာ group ရဲ့ profile ပုံမှာတစ်ခါရဲ့ထည့်ကျင်နေဆိုရင်ကျွန်တော်အခုမျှထုတ်ပြထားတဲ့ဒီ camera plus ဆိုတဲ့ပုံလေးပေါ့နော်အဲ့အဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲကဒီဖုန်းထဲမှာရှိတဲ့ပုံတစ်ပုံရွေးပေးလို့ရတယ်ပေါ့နော်ဒါ ဟိုဒီ group ရဲ့ profile ပုံတစ်ခါတည်းထားခြင်းနဲ့ဆိုရင်ပေါ့နော်မထားခြင်းလည်းနောက်မှချိန်လို့ရတယ်ဒါတော့ထွေထူးမဟုတ်ဘူးအဲပြီးပြီဆိုရင်ကျွန်တော်ဒီလိုမျိုးစိတ်တိုင်းကျ name ပေးပြီးွား profile နဲ့ချိန်ပြီးွားပြီဆိုရင်တော့ဒီအောက်မှာရှိရဒီအမှန်ချက်ကလေးပေါ့နော်ဒီအောက်ဆုံးမှာရှိရဒီအမှန်ချက်ကလေးကိုတစ်ချက်ထပ်ပြီးတော့ဒီအောက်ဆုံးတောင်လေးမှာရှိရအမှန်ချက်ကလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါဗျာ နှိပ်ပြလိုက်ပြီဆိုရင်တော့ကျွန်တော် group တစ်ခုရသွားပြီပဲဖြစ်ပါတယ်အဲဒီ group နဲ့ပတ်သက်တဲ့ setting တွေကိုပြင်ကျင်နေဆိုရင်တော့အလွယ်တကူပဲကျွန်တော်တို့ဒီ group ရဲ့အပေါ်မှာရှိရဲ့ဒီ group name နေရာလေးပေါ့နော်ကျွန်တော်ကိုမျှတို့ပြထားနေရာလေးအဲ့နေရာလေးကိုတစ်ချက်နှိပ်ပါအဲတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီ down မှာရှိတဲ့ဒီ asset 430တာမမွန်ဒီခဲတံလေးကိုနှိပ်ပြီးတော့ကို group နဲ့သက်ဆိုင်တဲ့ဒီမှာဟို name change နေတာလား profile တွေ change နေတာလားဒါမှမဟုတ် group မှာရှိရဲ့ဒီ permission တွေပေးနေတာလားဟို group နဲ့သက်ဆိုင်သမျှဟာအကုန်လုံးကိုကျွန်တော်တို့ဒီနေရာမှာ အော်အသေးသေးပြပြလို့ရပါတယ်ပြီးရင်ဒီ group ကိုပြန်ပြီးဖြတ်ချင်တယ်ဆိုရင်လည်းဒီအောက်မှာရှိရဲ့ဒီ group အာ delete and leave group ဆိုရဲဒီ cloud ကလေးဒီစာအနီလေးကိုနှိပ်ပြီးတော့ကျွန်တော်အလွယ်တကူပြန်ပြီးတော့ဖြတ်လို့ရပြီပဲဖြစ်ပါတယ်အဲကိုဒီ group setting တွေကိုတခုခုပြုပြင်ပြီးပြီဆိုရင်တော့ save လုပ်ချင်ရင်တော့ဒီတောက်မှာရှိတဲ့အမှန်ချက်ကလေးကိုနှိပ်ပြီးတော့ကျွန်တော် save လုပ်လို့ရပါတယ်အဲကျွန်တော်ခုပြပေးနီလန်လေးကတော့ Telegram group ကိုကျွန်တော်အလွယ်တကူဖွင့်လို့ရမယ်နီလန်လေးကိုအစားဆုံးရှင်းပြပြီးတော့ပဲဖြစ်ပါတယ်ဗျအဲကျွန်တော် Telegram group ကတော့ကျွန်တော် limit တွေရှိတယ်ဥပမာအပြင် ကိုကဘူရို တင်ကျင်တာတွေအာစကြည့်တဲ့ဖြစ်ပေါ်တော့သူက limit ကလေးရှိတယ်ကိုကလုံးဝအကန့်အသတ်မရှိတင်ကျင်တာမျိုးတွေပါရေဆိုရင်တော့ Telegram မှာ group mode ပဲနဲ့ channel ထောင်ရမှာဖြစ်ပါတယ် channel ထောင်မထောင်ဘူးလေးကိုလည်းနောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်နဲ့ကျွန်တော်ဆက်ပြီးတင်ပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုကျင့်သူတို့ထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ